ိုင်းနိုင်ငံမှာခလီမီပွားခွဲ့အတွက်အမျိုးသမီးလုံသမားတွေကိုခွဲ့ရ120ရက်အထိခံစားခွဲ့ပေးမဲ့ဥပဒေကိုနိုဝင်ဘာလ9ရက်နေ့ရက်စွဲနဲ့ထိုင်းတဝင်ပြန်တမ်းမှထုတ်ပြန်ကြေညာပါတယ်။တကယ်လို့မွေးဖွားလာတဲ့ခလီဟာနာမကျန်းတမမဟုတ်မတန်ဆွမ်းဖြစ်နေမဲ့ဆိုရင်နောက်ထပ်15ရက်ထပ်တိုးယူနိုင်သေးတယ်လို့ဖော်ပြထားပါတယ်။ ကလေးပြုစုဆော့ရှောက်ဖို့အတွက်ဖခင်ဖြစ်သူဒါမှမဟုတ်အိတ်ထောက်ဖက်မျိုးသားကိုလည်းခွင့်ရ15ရက်ခန်းစားဝတ်ပြုဖို့အတည်ပြုထားပြီးအလုတ်ရှင်ဖက်ကလစာအပြစ်ပေးချေရမယ်လို့လည်းဥပဒေအသက်မှာဖော်ပြပါဗျ။မိဖခွက်ရက်ကို အရင်ကခွင့်ရ98ရက်တာခန်းစားခွင့်ရရှိခဲ့တာပါ။မိဖခွက်ယူတဲ့အမျိုးသမီးတွေအတွက်အလုတ်ရှင်ကအရေးကြောင့်ဆက်ထင်မပေါ်တဲ့ခွင့်ရတွေကိုလစာအပြစ်ပေးရမယ်လို့ဖော်ပြထားပါဗျ။ အခုတော်ဝင်ပြက်တန်းကထောက်ပြန်ကြေညာပြီးနောက်ထပ်ရက်30ကြာမှဥပဒေအသက်ကအသက်ဝင်လာတော့မှာပါအခုဥပဒေတဲ့ဟာထိုင်းနိုင်ငံရဲ့အမျိုးသမီးလုပ်သမားတွေအတွက်အခွင့်အရေးပုံမရရှိလာမှာဖြစ်တယ်လို့အမျိုးသားလုပ်သမားတွေအတွက်လည်းခလေးပြူစုဆော့ရှောက်ခွက်ထပ်မံရရှိလာမှာဖြစ်ပါတယ်